ားလုံးပဲမင်္ဂလာပါရှင်ဒုထက်ဆန်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ရွှေသွေး channel အတွဲတင်အမှတ်1ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်တို့ပြလွတ်လည်ပကြီးဥပကြီး ဇန်နဝါရီလ၄ရက်နေ့ဟာဗမာလွတ်လပ်ရေးနေ့ဖြစ်လို့တနိုင်ငံလုံးမှာပျော်ပွဲရှင်ပွဲပြပွဲပြိုင်ပွဲပြည်ခုံပြပွဲတွေပြုလုပ်ကြတယ်ကွလွတ်လပ်ရေးလို့ဘာလို့ခေါ်လဲသိလားဒီလိုကွဟိုအစတုန်းကဗမာနိုင်ငံကိုဗမာမင်းများအုပ်စိုးပြီးအေးအေးအကြမ်းကြမ်းနေလာကြတကွတခါကြတော့အင်္ဂလိပ်ကတနက်ပြပြီးဗမာမင်းထံကသိမ်းယူလိုက်တယ် နှစ်အတော်ကြာမှတခင်အောင်ဆန်းတဲ့လူငယ်တစုဟာတိတ်တဲလေးထွက်ပြေးပြီးဂျပန်ပြည်မှာစစ်ပညာသင်တန်းသွားတက်တယ်။ခုလိုကျောင်းနေမှာမတင်သေးလို့လေ။စစ်တိုက်တဲ့ရောဂျပန်မှာခေါ်လာပြီးအင်္ဂလိပ်ကိုပြန်ချတော့တာပဲ။အင်္ဂလိပ်ပြည်တော်ဗမာနိုင်ငံကိုဗမာမပေးပဲဂျပန်ကအပိုင်စီးထားပြန်တယ်ကွ။အဲ့ဒီတုန်းကလေဗိုလ်ချုပ်အောင်ဆန်းဟာခေါင်းဆောင်ပြီးရှိတဲ့လက်နက်နဲ့တော်လန်တာပဲ။ တစ်ဖက်ကလည်းအင်္ဂလိပ်ကဂျပန်ကိုပဲလိုက်တိုက်တယ်ကွစစ်လဲပြီးရောဗမာနိုင်ငံနဲ့အင်္ဂလိပ်တွေ ပြန်ရောက်နေပြန်ရောအရင်လိုပဲမောင်းပိုင်စီးမံမျိုးကွဒီတော့ဗိုလ်ချုပ်အောင်ဆန်းပဲခေါင်းဆောင်ပြီးပြည်ထောင်စုသားတွေပါခေါ်ပြီးဒို့ပြီးဒို့ပြန်ပေးတာပဲလို့အတင်းပြောတော့တာပဲအင်္ဂလိပ်တွေလည်းလှည့်ပတ်လို့မရတဲ့အဆုံးကြတော့ဒီလူတွေပြန်ချလိုက်မယ်လို့သိပြီး နက်နက်၄နာရီအချိန်မှာပြန်ထွက်သွားတယ်ကွ။ဒါပေမဲ့ဘိုးကြောင့်ဆန်းခမလွတ်လပ်ရင်းနေကြတော့မရှိတော့ဘူး။သူ့ကျေးဇူးကိုမမေ့နိုင်ကြလို့ကြေးရုပ်ထုလုပ်ပြီးကန်တော်ကြီးနားမှာထားတယ်။တနိုင်ငံလုံးစီလုံးဖို့အတွက်ရန်ကုန်မြို့တော်ခန့်မှမှာဘိုးကြောင့်နောက်ဆန်းဟောခဲ့တဲ့ဟန်အတိုင်းထုလုပ်ထားတယ်။အဲ့ဒီတုန်းကဘိုးကြောင့်ကဖိုးတန်တဲ့စကားတွေအများကြီးပြောခဲ့တဲ့ကွယ်။ တိပြုစီရကဲကဲစားကြတော့စားကြတော့ရှေးဥစွာလူကြီးကိုဥတင်ပြီးမှစားတော့ကြသည်အတမမြည်စီနေဟဲ့ပဇတ်မှာအတမမြည်စီရန်မောင်လေးကလည်းနှကန်းပါနာတွေပေးလို့ယွန်းစရာကြီးနှကန်းပါနာမပေးစီရန်ဇွန်းကိုလည်းမပေးမပေးတဲ့ဘယ်လက်နဲ့ကင်မှာပေါ့ ဇုံကိုညာလက်ဖြင့်မကင်ရင်ခမင်းစားတာကလည်းချက်ရထားတဲ့အတိုင်းမှာပဲလာလို့လေခမင်းလုံးဖိတ်ဆင်ခြင်းမရှိစေရန်ဒူးထောင်ပေါင်ကားမထိုင်ရန်နှင့်ဘိုးရွှေဘကဒီလိုကွာဥရှုံစားကဒီလိုကွာဟုတ်ဘူးစကားလဲတွတ်တွတ်မပြောရင်လူကြီးတူမများကစူဆုံးမှကြသည် ညကြီးအေယာဝရီတရုတ်ဖော်ဥဟယ်ရီအာအတာတရအလွန်ပြုံနေသည်ကျောင်းကြီးပိတ်ရအတွင်သူ့အကိုထွန်းထွန်းတို့အဖွဲသည်အေယာဝရီလေးလာရေးခရီးထွက်မည်ထိုအဖွဲတွင် အတာလိုက်ပါရန်သူ့မိဘများက ခွင့်ပြုလိုက်၍ဖြစ်သည်အတာသည်ခရီးစဉ်အတွက်မြန်မာနိုင်ငံမြေပုံကားချက်ကိုလေးလာနေသော ထွန်းထွန်းနှင့်အဖွဲကောင်းဆောင်ဆရာဦးစိုးလွင်တို့လူစုအနီးတွင် ရေဝဲရေဝဲလုံနေသည်တန်အီယရီမကြီးကအရှိကြီးပဲနော်ထုံအေးမိုင်းပေါင်း1350ရှိတယ်မင်းတို့အเจ้าမှာတင်ရလဲမဟုတ်လားတန်တင်းတော့တင်ရပါတယ်ဒါပေမဲ့ကိုကိုတည်တယ်လို့လဲပြောပြပါအောင်ထုံမင်းကလူရေကြိုဖြစ်ဖို့မှန်းနေတော့အเจ้าရဲ့တခုကိုအเจ้าမှာတင်ထားတာထက်ပူတိထိုင် ကောင်းတာပေါ့လေ ဆရာဒီလိုဆိုရင်ကွာဆရာပြောပြပါမယ်ကဲနားထောင်အေယာရီမြကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း45တန်းလောက်ကလေးကပေါ်ပေါက်နေခဲ့တယ်လို့ပညာရှင်တွေကဆိုတယ်ဒါပေမဲ့ခုတိုင်းထားတော့မဟုတ်ဘူးပေါ့ကွာဒုနိုင်ငံလည်းအဲ့ဒီအခါကမပေါ်သေးဘူးဒုနိုင်ငံပေါ်ပေါက်လာဖို့အေယာရီမြကြီးကအများကြီးလှုပ်လှုပ်ပေးရတယ်အခုဒုနေတဲ့မြဝကျွန်းပေါ်ဟာ အီယာဝရီကတိဆောက်ပေးတာပေါ့တာအီယာဝရီမြကြီးကိုဘာကြောင့်မြန်မာနိုင်ငံရဲ့အသက်သွေးကြောလို့ခေါ်တာလဲဆရာဆရာဒီမြကြီးဟာဒုနိုင်ငံအတွက်အင်မတန်အရေးကြီးတယ်မြကျောင်းဟာဒုနိုင်ငံကိုမြောက်ဖက်ကနေပြီးတော့တောင်ဘက်အဆုံးထိတောက်လျှောက်ဖြက်စည်းတယ်မဟုတ်လားဒါကြောင့်နိုင်ငံရဲ့အထက်အောက်ကူးလူးဆက်ဆံရေးအတွက်အင်မတန်သုံးဝင်နေတယ် မြောက်ပိုင်းတစ်တော်ကတစ်တွေမျောချရရတယ်။အလေပိုင်းနဲ့မြို့ဝကျုံပေါ်ကရေနံနဲ့ဆန်စပါးတွေတည်လွတ်ပို့ရတယ်။ဒါကြောင့်မြစ်ကြောင်းတစ်ချောင်းအယောင်းဝယ်ကောင်းတဲ့စိတ်ကမ်းမြို့တွေပေါ်ပေါက်ခဲ့တယ်။ရှိရှိကမင်းနေပြည်တော်တွေဟာလေအေယာရီမြစ်ကြောင်းကိုမှီပြီးတည်ထားခဲ့ကြတယ်။ဒါဓာတ်ထဲအေယာရီမြစ်ကြီးဟာကျွန်တော်တို့နိုင်ငံထဲမှာပဲမြစ်ဖြားခံနေနော်။ဆီယော် မှန်နေကွယ်ကချင်ပြည်နယ်မြကြီးနားမြို့ရဲ့မြောက်ဖက်28မိုင်လောက်မှာမိခားနဲ့မလိခမြစ်တို့ ပေါင်းမိရာကအေဟာဝတီမြကြီးအစပြုတာပဲမြစ်နှစ်ခုပေါင်းစုံရာအရက်ကိုမြစ်စုံလို့ခေါ်ကြတယ်တကျွန်တော်တို့ခီးစဉ်ကဘလို့လဲကိုကိုထုံမြစ်ပြားကိုအရင်သွားလိလာမင်းနောက်ပြီးမှစုံစင်းမယ်ဆရာကမြကြီးနားကမိတ်ဆွေတွေနဲ့စီစဉ်နေတယ် အတာတို့အဖွဲ့သည်မြကြီးနာသို့မြေထဖြင့်သွားကြသည်နောက်တနေ့တွင်မြစ်ဆုံသို့သွားကြသည် ရှုမြော်ခင်များသည်တောတောင်အထက်ထက် နောက်ခံလျက်သာတာယာလှသည်ကျောက်ဆောင်များအကြားမှစီးဆင်းလာသောမိခနှင့်မလိခမျက်နှာတွေတို့ပေါင်းစုံရ၌ဝဲကရက်ကလေးများထနေသည် ထိုနေရာ၌ရေကလည်းမနှက်လရေပြင်းကလည်းအေးမြကြီးလင်းသည် ရောင်စုံကြောက်တုံးကလေးများရေအောက်၌တဘာဝအတိုင်းရှိနေကြသည်ကလည်းတမျိုးလပါသည်အတာတို့သည်အမတ်တရယူသွားရဲ့ကြောက်တုံးကလေးများကောက်ကြသည်တပ်ပုံများရိုက်ကြသည်ဆိုင်ယံအချိန်နှင့်လူသား တရုတ်ဖို့ဥဟေရီအောင်တမိုင်းမတင်မီခေတ်ကလူတို့သည် နေရောင်ကြောင်းဖြစ်ပေါ်လာသောတိုင်းဒရာဤအရေးအတူရှိကိုကြည့်၍အချိန်ကိုသတ်မှတ်ခဲ့ကြသည် ထို့နောက်နေနာဤကိုတီထွင်ကြသည်နေနာဤတွင်လည်းနေရောင်ကြောင်းဖြစ်ပေါ်လာသောအရေးဖြစ်ပင်အချိန်ကိုသတ်မှတ်ခဲ့ကြသည်တဲနာဤတွင်ဖန်ဘူးအောက်ဖက်သို့တဲအကုံကျသွားခြင်းကိုမှတ်၍ ချိန်တိုင်းတာသည်မိုးအုံနေသည့်အခါနှင့်ညံဘက်တွင်အသုံးပြုနိုင်သည်ဖျောင်းတိုင်းနာရီတွင်တက်မှတ်ပြီးတက်မှတ်မီးလောင်သွားသည့်အချိန်ကိုယူ၍အချိန်ကို တိုင်းတာသည်ညမာဘီယင်များလက်ထက်ကအချိန်တက်မှတ်ရာ၌ရေနာရီကို အရှိပြုထားသည်တက်မှတ်ထားသောအပေါက်ကလေးပါသည်ជីဖလားကိုဝင်းအင်းတုံထဲရှိ ရေထဲ၌ချထားသည်ဖလားတွင်ရေတစ်ခါပြည့်၍နှစ်သွားသောအချိန်မှာမြမတနာရီဖြစ်၏ငွေမောင်းတီးပြီးအချက်ပေးရသဖြင့်တမောင်းဟုလည်းခေါ်သည်ခုနှစ်မောင်းခွဲစေရောက်သည့်အခါတပ်ပဟိုတိခရာသည်ရှေးကနှုတ်ဆက်နာရီပုံဖြစ်၏ကျိုးကိုမီးလောင်သောအခါတတ်ထုပေါ်လုံးများကြသဖြင့်အတန်မြည်သည် ဆက်အားဖြင့်သွားသောဤရှိဦးပေါ်ဆက်နာရီမျိုးကိုဂျာမနီနိုင်ငံ၌ပထမဦးဆုံးတီထွင်ခဲ့လေသည် ချိန်သီးနာရီတွင်အောက်သို့တွဲလောင်းချထားသော အလေးတုံးဖြင့်နာရီဇက်ကိုလဲစေသည်တန်ကျွေဤ အမှားနှင့်အမှန်နီတော့ဖိုးပေနှင့်တသီတို့သည်လန်တရဲဆန်သောလူငယ်လေးသုံးဦးဖြစ်ကြသည်လာဟိတ်လာကြဟိတ်ဒီအပေါ်မှာခဏထိုင်ကြရအောင်ဟိုမှာမိမကြီးတယောက်လာနေပြီနောက်ကြရအောင်ဟိတ်ပြောဒေါ်ကြီးခမားနောက်မှာတွက်လေးတွက်လေးမင်းတို့အတော်အနောက်ပြောင်တန်းတဲ့ကောင်းလေးတွေပဲဟင်း ွက်လေးကိုတကယ်တွေ့လို့ပါဗျ။ဟဲ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 ဟီဟိုမှာဗမောင်ပြည်သူဆိုင်ကပေးတဲ့စံအိတ်ထမ်းလာနေပြီဝိုင်းစားကြအောင်ဟိဟိဗမောင်မင်းကဖိုးတူတော်မို့စံအလူခံထွက်လာတာလားကွာဟိတာတီစံထဲလိုက်စမ်းမကွာဟ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 ောဒီမှာစံတပြီထဲလိုက်ပြီဟဲ့စံအိတ်မှာကြိုးချီလိုက်တယ် န်းမောင်တော့မသိဘူးသူ့ကိုမြင်တဲ့လူတွေကဝိုင်းဟာကြမှာပဲကွဟာ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 မြောက်တီဟေးမြောက်တီဟိုချာတိမ်မလေးကိုတွားဆောင်ကြရအောင်လာကြဟေးဓမ္မအိုလေးပေးပါဓမ္မအိုလေးပေးပါရော့ရော့နေအိုဟဲဟဲဟဲဒီဘက်ကိုဒီဘက်ကိုဟာအိုလေးကြောက်ွယ်သွားပြီ မင်းကအဖမ်းညံ့တာကိုကွာဟ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 ာဤတို့ဖြင့်သူတို့ကိုတရွက်ကွက်လုံးကလမ်းတရဲ့အဖြစ်အတိမတ်ပြုထားကြသည်သူတို့ကလည်းထို့သို့အတိမတ်ပြုခံရခြင်းကိုသဘောကျနှစ်ထိုက်ကြသည်ကျမအိုလီယောပီယောပီဤဤတွေ့နေတနေတွေ့နေတနေတန်တန် လွတ်လပ်ရေးနေတွင် သူတို့ရက်ကွက်တွင်၌ပြေးကုန်ကစားပြိုင်ပွဲများကို လူကြီးများနှင့်ရက်ကွက်လူငယ်များကကျင်းပရန်စီစဉ်ထားသည်မနီကာဂိုက်ဒီယာပြေးပွဲမှာငါပထမရတယ်ကွာဒီနေ့လဲဝင်ပြီးပြိုင်ခြင်းတယ်ကွာငါလဲချောတိုင်းတက်ခြင်းတယ်ဘယ်လိုလုပ်ရမလဲမသိဘူးငါလဲတုံးခြေတုံးချောင်းထောက်ပြေးပွဲမှာပထမရခဲ့တာပဲဒါပေမဲ့ဘာမှမငါနဲ့တွဲမှာ တွေးမှမလားမသိဘူးဒီနေ့မင်းနဲ့ငါတွေ့ပြီးခြေသုံးချောင်းထောက်ပြေးပင်ပွဲဝင်ကြရအောင်ပါမှာမဖြစ်ဘူးမင်းကတစ္ဆာမရှိဘူးလမ်းတရဲနဲ့မတွေးရဘူးလို့တို့မေကမှားထားတယ်မင်းတို့ဖွယ်မှာဝင်ပြီးချောရင်တက်မှာကိုတို့လည်းမခံနိုင်ဘူးကွာမင်းကိုတို့မယုံဘူးမင်းတို့လိုလမ်းတရဲတွေကြောင်ငါတို့နမေအပြတ်မခံနိုင်ဘူး တို့အားလုံးကဝိုင်းပယ်ထားကြပြီကွာလူတွေကတို့ကိုချင်နေကြပြီကွာငါတို့ဒီခုံပွဲမှာတိတ်ပြီးအစွမ်းပြကျင်တာပဲနောက်တနေ့တို့အကြောင်းကိုငါကတို့ဦးလေးကို ပြောပြတော့တို့လိုလန်တရေကို လူတွေကမုန်းနေတဲ့အာကစားနဲ့စညာလူကြီးဂျုံတွေကိုဒါအထင်ကြီးကြတယ်အဲ့ဒီတော့အများလက်ခံအောင်လုပ်ရမယ်တဲ့ အေးကွာနောက်လမ်းတည်းမလုပ်တော့ပါဘူးလို့လူကြီးတွေကိုတို့ဝင်ခံပြီးတိုင်ဝန်းဝင်ကြရအောင်အေးကောင်းတယ်လာသွားကြမယ်လူလက်ရင်းနေပြေးခုံကစားပြိုင်ပွဲနိုင်ဖိုးပေတို့ဘာပြုတ်လို့အပြေးပြိုင်ပွဲဝင်ခံတာလဲသူတို့အမြင်မှန်ရကြပြီကွာနောက်လမ်းတည်းရဲ့အချက်တွေမလုပ်တော့ပါဘူးလို့ဝင်ခံလို့လက်ခံပေးထားတာဖိုးပေကွာဖိုးပေကွာ ဟောဟောဖူပီပထမပန်းဝင်ပြီအမားနှင့်အမန်ကို အချိန်မီမြင်ခဲ့သောဖူပီတို့လူတိုင်မှာလန်တရေဘဝမှာအာကစားလူကြီးဂျွန်ဘဝသို့ ရောက်ရှိခဲ့ကြသည်嗯。 ညဉ့်ညံ့ပြေးဝေးဝေးပြေးမြင့်မြင့်ခုန်ခူး၍အားကစားသမားတို့လက်သုံးစကားရှိသည်ပြီးခုန်ပြေးပြိုင်ပွဲများ၌ခုန်ချင်းမျိုးမျိုးရှိသည့်အနက်ဒုထောက်ခုန်ချင်းသည်တမျိုးပါဝင်၍အမျိုးသားများသာပြုလုပ်သောကစားနည်းဖြစ်သည်ဒုထောက်ခုန်နိုင်ရန်အားရှိဖို့လိုသည်အလေးကျင့်များစွာရှိဖို့လိုသည်စွဲရှိဖို့လိုသည်ဒုမသာအောင်မြင်နိုင်သည် မြမသမိုင်းပုံမြင်များတွင်ကျန်စစ်သားသည်စူစီယိုကာထာသောတခွာရတော်တစ်ခုအတွင်းသို့ခဝင်ခဲ့ဘူးသောအဖြစ်ပြက်တည်းရရှိသည်တခွာရတော်မှာထီးလိုက်ရသူကြီးဤရာတော်ဖြစ်၍စင်တရက်ခန့်မြင်အောင်ကာထားသည်စူးချံတွင်မှတခွာသည်ကိုရင်းငှက်၍လာသောကျန်စစ်သားကတောင်းရာရာတော်ရှင်က ငါကဲ့သို့ခွန်အားဖြင့်ခုံဝင်ခွန်ထွက်နိုင်လင်စားတော့ဟုဆို၏ထိုအခါကျန်စစ်သားသည်လှံကိုထောက်၍ခုံဝင်ပြီးတခွားသည်များကိုစားကာလှံဖြင့်ထောင်၍ပင်ခုံထွက်ခဲ့သည်ယခုခေတ်ပြီးခုံဖြစ်ပြိုင်ပွဲများ၌စင်တရက်ခန့်မြင့်သောတန်းကိုဒုတ်ထောက်၍ခုံနေကြလေပြီဒုတ်ထောက်ခုံပြိုင်ပွဲများတွင်ရှိကဝါလုံးကိုထောက်၍ခုံသည် နောင်အခါတစ်တာအကြောင်းတတ်ထုကြောင်းများကိုအသုံးပြုလာကြပြီးယခုတော့ဖိုင်ဘာကလပ်ခေါ်ဖန်ပြင်းဖြူလုပ်ထားသောဒုတ်ကို အသုံးပြုကြသည်အမြင့်ဆုံးဒုတ်ထောက်ခိုင်းခုံနိုင်သူများ၏ခုံကျော်နိုင်သော အမြင့်ကိုမှတ်သား၍စံချိန်တင်ထားလေးရှိသည်1964ခုနှစ်အိုလံပစ်တွင် အမြင့်ဆုံးခုံနိုင်သူမှာ အမေရိကန်နိုင်ငံသားဟန်ဆင်ဖြစ်သည် သူဤစံချိန်မှာ18ပေလေးလက်မှဖြစ်သည်အာရှတိုက်မှဂျပန်အမျိုးသားရာဆူဒါဤစံချိန်မှာ73ပေနှင့်9တတမ3လက်မှဖြစ်သည်မြန်မာနိုင်ငံမှာဆိုမရာဤစံချိန်မှာ72ပေနှင့်10တတမ3လက်မှဖြစ်သည် ်ကြောင်မပြေတော့ပါကျွန်တော်ရေကူးတတ်ချင်ပါသည်ရေကူးချန်ပီယံတင်မောင်နီလိုရွှေတစိရချင်ပါသည်သို့တော့ကျွန်တော်ရေမကူးတတ်ပါတင်ပေးမည်သူမရှိ၍မတတ်ပါကျွန်တော်တို့အတန်းထဲမှမမြင်မြင်သည်ရေကူးအသိဝင်ဖြစ်ပါသည်ရေကူးကျွမ်းကျင်နေပါသည် ရေကူးပြိုင်ပွဲများတွင်ဆုရပူပါသည်တဏီသောအခါတာတုကကျွန်တော်ကိုကန်တော်ကြီးကိုလိုက်ခဲ့ရန်ခေါ်ပါသည်ရေကူးကြမည်ဟုလည်းပြောပါသည် တာတုက ကျွန်တော်ကို ရေကူးတတ်အောင်သင်ပေးမည်ဟုလည်းပြောပါသည်တာတုကငါတို့အင်ကကန်တော်ကြီးကိုမတွားရဘူးလို့ပြောထားတယ်အဲ့ဒါတို့ဒီနေ့တောင်းပြပြီးတွားကြမလို့မင်းလိုက်ခဲ့ပါလားမြင်းမြင်းတို့ရေကူးကန်ကိုလည်း ငါတို့သွားကြမယ်။တရိတ်ဆန်ယုံကိုလည်းရောက်မယ်။လိုက်ခဲ့ပါကွယ်ညီညီအားတိတ်ပျော်စရာကောင်းတာပါ။ဟုတ်ပြောပါသည်။ကျွန်တော်လိုက်တော်လိုက်ချင်ပါသည်။တို့ပေမဲ့ဆရာကြီးကိုလည်းကြောက်ပါသည်။လာပါကွာမင်းကလေတခါတလေသွားကြတာပဲဟာဘယ်သူမှမသိပါဘူး။ဟုတ်။ကျော်ခင်ကကျွန်တော်ကိုပြောပါသည်။တခြားတငယ်ချင်းများကလည်းကန်တော်ကြီးကို လိုက်ဖို့အတင်းခေါ်နေကြပါသည်။ထို့ကြောင့်ကျွန်တော်လိုက်သွားမိပါသည် ျွန်တော်တို့အားလုံး၅ယောက်ဖြစ်ပါသည်လွယ်အိမ်များကိုတာတုတ်ကလက်ဖက်ရည်ဆိုင်ဒီဇိုင်းတွင်အပ်ထားခဲ့ပါသည်ကြောင်ပြေဘူး၍တာတုတ်အကုန်လုံးလုံးတက်နေပါသည်တာတုတ်တို့သည်ကြောင်ပြေဘူးနေ၍ပျော်နေပုံရပါသည် ကျွန်တော်ဖြင့်ကြောက်နေပါသည်လမ်းတွင်ဖိဖိမိတ်ဆွေတယောက်နှင့်တွေ့၍ကျွန်တော်ပုံနေရပါသည်ကျွန်တော်ကိုမမြင်၍တက်တာရရခဲ့ပါသည် အကယ်၍တွေ့ရှိသွားပါလေဖေဖေကိုတိုင်ပြောပေလိမ့်မည်ယခုကဲ့သို့ကြောင်ကြည်ခြင်းကိုဖေဖေသိပါလေကျွန်တော်ကိုရိုက်ပေလိမ့်မည်တာတွတ်တို့ပြောပေမဲ့ကျွန်တော်မပြောပါចောင်းတို့ပြန်ခြင်းမာသည်ကျွန်တော်တို့ကံတော်ကြီးကိုဥစားသွားကြပါသည်ကံတော်ကြီးမှတာတွတ်တို့ပန်းများခူးလာကြပါသည်လူကြီးတယောက်ကပန်းမခူးရင်ကျွန်တော်တို့အားတားပါသည်ပန်းမခူးရင် ဟူသောဆိုင်းဘုတ်ကိုလည်းတွေ့ရပါသည် သို့သော လူကြီးများအလစ်တွင်တာတွတ်တို့ပန်းများခူးလာကြပါသည်ပန်းခူးပြီးလင်ကျွန်တော်တို့ကန်ဆက်ကိုတွားကြပါသည်ကန်ဆက်တို့ရောက်ကြလင်တာတွတ်တို့သည် အင်ကြီးလုံးကြီးများကို ချွတ်၍ကုန်းပေါ်တွင်စုပုံပြီးရေထဲသို့ဒိုင်မင်ထိုးချကြပါတော့သည်ရေမကူးတတ်၍ကုန်းပေါ်မှ ကျွန်တော်ထိုင်ကြည့်နေပါသည်ဟေ့ကောင်ညီညီ လာပါကွာငါတင်ပေးပါမယ်ခုတာတုတ်ကရေထဲမှာလှမ်းခေါ်ပါသည်ကျွန်တော်ရေထဲဆင်းရန်ကြောက်နေ၍ငင်းလိုက်ပါသည်ကျွန်တော်ထိုင်နေသော တစ်ပင်ကြီးပေါ်တွင်ရေမကူးရဟုသောဆိုင်ပုတ်ကြီးကိုမြင်ရပါသည် ထိုဆိုင်ပုတ်ကြီးကိုမြင်မှ အကိုကြီးပြောသောစကားများကိုကျွန်တော်တတိယကြားရောက်မိပါသည်ငါတို့ဗမာတွေဟာစီကံတိတ်ပြတ်ကြတယ်ကွာညီထွေးရပန်းမခူးရဆိုတဲ့နေရာမှာပန်းခူးကြတယ် ငါမမြရဆိုတဲ့နေရာမှာငါမြကြတယ်။ရေမကူးရဆိုတဲ့နေရာမှာရေကူးကြတယ်။တကယ်တော့ဒီလိုတားမြစ်ထားတာတွေဟာကောင်းစီခြင်းနဲ့သဘောပဲညီထွေး။ဒါပေမဲ့တချို့ကစီကံဖောက်ကြတယ်။မလိုက်နိုင်ကြဘူး။ဒါကြောင့်လဲဒုက္ခရောက်ကြတာပေါ့။ဒီတော့မင်းလိမ်မာပါကွာ။စီကံရှိရဲ့လူကလေးတယောက်ဖြစ်အောင်ကြိုးစားပါ။ဟုတ်ကျွန်တော်ကိုစုံမပူပါသည်။ထို့သောအကိုကြီးစကားများကိုကျွန်တော်ပြန်တွေးနေစဉ် ခေကြပါအောင်ပြောဟုအိုဟင်းနေကြတော့တငယ်ချင်းများဤအတန်ကိုကြားရပါသည် သူတို့အားလုံးကုန်းမော်တက်လာပြီးအိုဟင်းအကူညီတောင်းနေကြပါသည်တာတွတ်ရင်နစ်နေခြင်းဖြစ်ပါသည်ထိုစဉ်လူကြီးနှစ်ယောက်ရောက်လာပြီးရင်နစ်နေတော့တာတွတ်ကိုကယ်လိုက်ပါသည်တာတွတ်မိနေပါသည်ကျွန်တော်အလွန်ကြောက်မိပါသည် အကြမီလူကြီးများကကျွန်တော်တို့ကိုចောင်းတို့ပြန်ပို့ပေးပါသည် ောက်တစ်နေ့တွင်ကျွန်တော်တို့အားလုံးအယိုက်ခံကြရပါသည်တာတော့အယိုက်မခံရပါနေမကောင်းသေး၍ဆရာကြီးကမယိုက်ခြင်းဖြစ်ပါသည်ကျွန်တော်တို့နောက်ကျောတွင်ကြောင်းပြေးဟု ရှိထားသောဆာရွက်တရွက်ကိုကပ်၍အတန်းတိုင်းဝင်ပြရပါသည် ကျွန်တော်အလွန်ရှက်ပါသည်တကြောင်လုံးကလည်းကြောင်းပြေးကြောင်းပြေးဟုဝိုင်းလောင်ကြပါသည်ကျွန်တော်အိမ်ကလည်းကျွန်တော်ကိုကြောင်းပြေး၍ရိုက်ပါသည်ထို့ကြောင့်နောက်နောက်ကိုကျွန်တော်ကြောင်းမပြေးတော့ပါ ကွန်းစော်ဤ1969အမျိုးသားစာပေဆိုရမောင်နီနီဤပုံဝတ္ထုတို့များစာမှုအောင်လံအနီယောင်ဇာနီသွေးငါတို့အလံလေးအပြာယောင်ငါစိတ်မြတ်မွန်ငါတို့အောင်လံဘဲဖတ်စုံငါထောင်ရှင်ကျေပွင့်များအပြာယောင်ကိုနောက်ခံထားကျဲကြီးတလုံးပပတ်လေငါပွင့်ကျယ်ရီဝင်းရံတဲ့ ိုးပြီထောင်ဒီသဘောကျဲချောက်ပွင့်ကပြောညီညီထွေးမှတ်စေခြင်းအထွတ်အမြတ်အောင်လံပင်နေ့စဉ်ကွယ်အလေးပြုညီထွေးယိုသိမှု မောင်ထွန်းဤ1969အမျိုးသားစာပေစုရာညီထွေးလိန်မာကဗျာများစာမှုမှာ thank you